ရပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမှာရှင်ပြည်သူစစ်မှုထမ်းဤဝရီပြတ်ထမ်းရန်ရှိနေပြီတိန်းဆောင်သူတွေကို ထောင်ချရန်စီစဉ်နေကစစ်မှုထမ်းအကျုံးဝင်လူငယ်တွေပြပထွက်ရင်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ထောက်ခံစာလိုအပ်ပါတယ်နထိုးကြီးနဲ့မြင်းကြံတို့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကတိုက်လေရင်နဲ့ပေါင်900ဘုံးတွေကြက်ချမှုနေအိမ်တွေပျက်စီးခဲ့တဲ့တဲ့တင်ပါဝင်နောက်ဆုံးရတဲ့တဲ့တင်တွေကိုတင်ဆက်ပေးပါမှာရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဒီဘက်ကတော့အကြမ်းဖက်စစ်ကောင်စီကပြည်သူစစ်မှုထမ်းနှီးဝရီကိုမကြမီပြတ်ထမ်းဖို့ရှိနေပြီးစစ်မှုထမ်းဖို့ပြက်ကွက်တာနဲ့တင်းရှောင်ဖို့စူးစမ်းသူတွေကိုထောင်ဒဏ်ချမှတ်ပြင်စစ်မှုထမ်းဖို့အကျုံးဝင်နေတဲ့လူငယ်တွေ တီပောက်ကိုထွက်ခွာရင်စစ်မှုရန်စင့်ခွေရေးအဖွဲ့ရဲ့ထောက်ခံစာလိုအပ်မယ်လို့စစ်ကောင်စီရဲ့ဥပဒေရေးရာဝန်ကြီးဌာနသတင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပြပါရတယ်။ပြည်သူစစ်မှုတန်းနှီးဝရီကိုမကြမီပြတ်ထန်းတော့မှာဖြစ်ပြီးနှီးဥပဒေထွက်ရှိလာရင်တင်းဆောင်ပြက်ကွက်သူတွေတင်းဆောင်ဖို့အားပေးကူညီသူတွေကိုထောင်တန်းတွေချမှတ်အရေးယူနိုင်ဖို့စီစဉ်နေရလို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်မှုထမ်းဖို့အကျုံးဝင်နေတဲ့လူငယ်တွေပြည်ပောက်ကိုထွက်ခွာတာခရီးသွားလာတာတွေမှာ စစ်မှုတန်းစင့်ခွေရေးအဖွဲ့တွေရဲ့ထောက်ခံချက် လက်မှတ်တွေလိုအပ်မှာဖြစ်တယ်လို့စစ်မှုထမ်းတာဝန်ကလည်းရှော့ပေါ်ခွင်းရွှေဆိုင်ခွင်းနဲ့ကင်းလုတ်ခွင်းလက်မှတ်တွေကိုအဲ့ဒီအဖွဲ့ကနေထုတ်ပေးမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ပြည်သူစစ်မှုထမ်းနေဦးတွေပြတ်ထန်းပြီးရင်အခြေခံအကြဆုံးမြို့နယ်ရက်ွက်နဲ့ကျေးရွာစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့တွေရဲ့အခန်းကဏ္ဍမှာ ပုံမအရေးပါလာတော့မှာဖြစ်တဲ့အပြင်ဘိုလ်ဖွဲ့ရဲ့ဩဇာအာဏာမှာလည်းကြီးမားလာတော့မှာဖြစ်တယ်လို့နေပြည်တော်ဥပဒေရေးရာဝန်ကြီးဌာနသတင်းမြစ်ကဆိုပါတယ်။ဒါအပြင်ရွှေဆိုင်ခွင့်နဲ့ကင်းလုတ်ခွင့်လက်မှတ်ထုတ်ပေးမှုနဲ့ပတ်သက်ရင်လည်းလက်ပေးလက်ယူနဲ့အရောင်းဝယ်သဘောဆန်တဲ့ဈေးကွက်လည်းဖြစ်တော်လာနိုင်တယ်လို့နေပြည်တော်စစ်မှုထမ်းစင့်ခေါ်ရေးဖွဲ့နဲ့နှိစက်တဲ့သတင်းမြစ်ကသုံးသပ်ပြောဆိုပါတယ်ရှင်။ မန္တလေးကတရင်တပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတန်းနထိုးကြီးမြို့နယ်နဲ့မြင်းကျန်မြို့နယ်တို့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်ကောင်စီတပ်ကလေနဲ့ပေါင်900ဘုံးတွေကိုအုံပြုပြီးချဲချတိုက်ခိုက်ခဲ့ရမှာနေအိမ်၃လုံးထက်မနည်းဟာထိခိုက်ပျက်စီးခဲ့ရတယ်လို့ဒေသတရင်မြစ်ကရန်ကုန်ခေတ်တရင်နာကိုပြပြပါရစေ။တတင်မာလာ၈ရက်နေ့မနေ့အစောပိုင်းတနင်္လာလောက်မှာနထိုးကြီးမြို့နယ်စုရိတ်ကုန်းကျေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေချောင်းနဲ့ပေါင်900ဘုံးတွေအုံပြုပြီး ၃လေယာကို၃လုံးကျဲချတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတက်ခတ်မှုကြောင့်နေ၃လုံးထက်မနည်းဟာပျက်စီးခဲ့ရပြီး ရွာသူရွာသားတွေအုံပြုနေရတဲ့ရေကန်လဲတက်စီးခဲ့ရလို့သိရှိရပါတယ်။အလားတူစက်တင်ဘာလ10ရက်နေ့မနေ့အစောပိုင်းတတိုင်းမိနစ်20လောက်ကလည်းမြင်းကြံမြို့နယ်ပြားကျဲရွာနေထတော်ရဲကိုအကြက်ပဲစစ်ကောင်စီတပ်ကပေါင်900ဘုံတလုံးကိုအုံပြုပြီးကျဲချတက်ခဲ့ခဲ့ရမှာထပင်တွေတပြိုလဲပျက်စီးခဲ့ရလို့သိရှိရပါတယ်။တိုက်ပွဲမရှိတဲ့နေရာတွေကိုလာတိုက်တာဟာစစ်ကောင်စီတပ်သားတွေမရှိလို့အေးချမ်းနေတာကိုမနာလို့စိတ်အောက်တန်းကျတဲ့စိတ်ဓာတ်နဲ့အခုလိုဘုံလာကျဲတာဖြစ်တယ်လို့လည်းဒေသနေပြည်သူတို့ကရန်ကုန်ခေတ်သစ်ကို ြောပါရရှင်။ မကွေးရတဲ့တဲ့ပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်းမြိုင်မြို့ပေါ်ကအကြက်ပဲစစ်တပ် gas gun ကို 8+ အညာမြေစစ်စစ်ရေးဖြင့်ဝင်ရောက်တိုက်ခိုက်ကစစ်တပ်လောက်ကန်စီပင်ရုံဥပဒေရုံနဲ့စက်ဖို့ရုံတို့ကိုဝင်ရောက်တိုက်ခိုက်ပြီးမီးရှို့ရှင်းလင်းခဲ့လို့ MVP Revolution Force ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်တတင်းမာလာ9ရက်နေ့မနေ့9ရက်နေ့ကနေစတင်ပြီးမြိုင်မြို့အရှိပဲမြိုင်ပခုတ်ကူလမ်းပိုင်းပေါ်ကစစ်တပ် gate နဲ့နှစ်ထပ်တိုက်တို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ် တိုက်ပွဲတနိုင်ကျော်ကြာကြံ့မြင့်ခဲ့ပြီးအဲ့ဒီဂိတ်နီနှစ်ထပ်တိုက်ဘန်ကာကိုဝင်ရောက်သိမ်းပိုင်နိုင်ခဲ့လို့လည်းသိရပါဗျ။အဲ့ဒီတိုက်ပွဲတွင်မှာစစ်ကောင်စီတပ်သား3ဦးဟာသေသွားသလိုဒဏ်ရာအများအပြားလည်းရရှိခဲ့တယ်လို့ MVB Revolution Force ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါဗျ။ဒါအပြင်မြိုင်မြို့တွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံစီပင်ရုံဥလီရုံနဲ့စစ်ဖို့ရုံတို့ကိုလည်းဝင်ရောက်စီးနှင်းမီးရှို့ဖျက်ဆီးလိုက်တယ်လို့သိရပါဗျ။ ဒီတစ်ခါမှာတော့စကိုင်းတိုင်းစလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေထွက်လာတဲ့အကြက်ဖက်စစ်သားတွေကကျေးရွာတွေကိုစစ်ကြောင်းထိုးကင်းလန့်နေကြကြောင်းပြည်သူတွေဟာထွက်ပြေးတင်းရှောင်နေကြရတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ္တမီဒီယာကိုပြောပြပါဗျ။စက်တင်ဘာလ9ရက်နေ့မနက်8:00နာရီခွဲလောက်ကဝမ်ပေါင်ကုမ္ပဏီကနေထွက်လာတဲ့အကြက်ဖက်စစ်သားတွေဟာလက်လက်ပြေအပြည့်စုံနဲ့မိုးကြိုးပြင်ရွာကိုဥတီစစ်ကြောင်းထိုးလှက်ပတ်ကင်းလက်လာတဲ့အတွက်ကြောင့်ကျင်းလီစီမံကိန်းဒေသကပြည်သူတွေဟာထွက်ပြေးတင်းရှောင်နေကြတာလည်းဖြစ်ပါတယ်။အဲ့ဒီအကြက်ဖက် က်စစ်ကြောင်းဟာမိုးကြိုးပြင်ရွာထက်ကိုရောက်ရှိလာပြီးရွာထဲကိုဝင်ရောက်ခြင်းမရှိဘဲမုံရွာပသိမ်လမ်းပိုင်းကိုကင်းပတ်ထွက်ခွာသွားပြီးနောက်ဝမ်ပေါင်ကုမ္ပဏီရဲ့ဘဏ်ကာ၃ဂိတ်အပေါက်ကိုပြန်လည်ဝင်ရောက်သွားတယ်လို့လည်းသိရပါဗျ။အဲဒီအကြမ်းဖက်စစ်ကြောင်းဝမ်ပေါင်ကုမ္ပဏီတဲ့ပြန်လည်ဝင်ရောက်သွားပြီမလဲထပ်မံစစ်ကြောင်းထိုးလာမှာကိုစိုးရိမ်တာကြောင့်ပြည်သူတွေဟာရွာထဲပေါ်မပြန်ရဲကြသေးဘူးလို့လည်းဒေသနေပြည်သူတို့ကပြောပြပါရရှင်။ ဒီတစ်ခါမှာတော့တနင်္လာရီတန်းပလတ်မြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်သားတွေကိုတိုက်ခိုက်ရမှာစစ်တပ်ဘက်က3ဟာတေသွားသလိုမင်းလေးမြို့ကလည်းအတင်းအဓမ္မစစ်သားတွေစုဆောင်းခံရသူတို့ကိုလည်းကယ်ထုတ်နိုင်ခဲ့လို့ဗိတ်ခင်အမှတ်တရရင်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။စတေမာလာတရနေ့ကအကြမ်းဖက်စစ်သား140ခန့်ဟာ စစ်သည်မော်နှစီလှင်ငယ်၃စီနဲ့ပလမြို့နေလူငယ်တွေကိုအတဲအဓမ္မစစ်ဖို့ထန်ခိုင်ဖို့အတွက်ပလမြို့ရဲစခန်းကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။အဲဒီရဲစခန်းကနေပလမြို့အတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာတော်လဲတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်က၃ဦးသေပြီး၅ဦးဟာဒဏ်ရာရသွားတယ်လို့လည်းသိရပါတယ်။အဲဒီနောက်စက်တင်ဘာလ9ရက်နေ့က နေမြေရှင်းလင်းရာမှာတော့အကြက်ဖက်စစ်တပ်စီကနေထွက်ပြေးလာတဲ့အတင်းအဓမ္မစစ်သားသစ်စုဆောင်းခံရသူတို့ကိုတွေ့ရှိခဲ့တာဖြစ်ပြီးလုံခြုံတဲ့နေရာကိုကယ်ထုတ်နိုင်ခဲ့လို့လည်းသိရပါဗျ။ဒါအပြင်အကြက်ဖက်တပ်သားတွေကပလာမြို့အတွင်းကစာတင်ကျောင်းနဲ့တာတနိကအဆောင်တွေမှာအခြေပြုတက်ဆွဲကပြည်သူ၁၈ဦးကိုဖမ်းဆီးကလူသားတိုင်းအဖြစ်ပြုလုပ်ထားခဲ့ပြီးအဲ့ဒီတက်က၁၀ဦးကိုပြန်လည်လွှတ်ပေးခဲ့ပေမဲ့လည်းကျန်၈ဦးကိုလက်ရှိအချိန်ထိဖမ်းဆီးကြရဖြစ်တယ်လို့လည်းသိရှိရပါဗျ။ လက်ရှိအချိန်ထိစည်ရဲအချိန်တွေဟာတင်းမာနေဆဲဖြစ်ပြီးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တာကြောင့်ပြည်သူတွေအနေနဲ့ဘိတ်ပလော့ပလောက်လမ်းပိုင်းကိုအသုံးပြုတဲ့အတွက်မလွန်လားအပယ်ခီးသွားလာတာမျိုးမပြုဖို့နဲ့စည်ရဲတရင်ကိုအမြဲနားဆင်ထားဖို့ဘိတ်ခင်အမှတ်တရင်ကတာဝန်ရှိသူတို့ကပြောပါရရှင်။ အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့တဲ့ပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MND ကတင်ပိုက်ထားတဲ့လာရှုံမြို့ကိုစစ်ကောင်စီကမနစ်ကမနဲ့အစောပိုင်းမှာလေနဲ့ဘုံကျဲကျခဲ့ရမှာအဆောက်အအုံနဲ့ကားတွေပျက်စီးသွားခဲ့ပြီးလူထိခိုက်မှုမရှိဘူးလို့လာရှုံအခြေဆိုင် Freedom Youth Volunteer FYV ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြပြပါတယ်။တတိမာလာရှိရနေမနက်၄ :00 မိနစ်လောက်မှာလာရှိုးမြို့နယ်ရက်ွက်စနစ် ပြည်အောင်စုအားကစားဂွင်းတဲ့ကိုစစ်ကောင်စီရဲ့တိုက်လေယာဉ်တွေကဘုံကျဲချခဲ့တာလည်းဖြစ်ပါတယ်။ဘုံကျဲချမှုကြောင့်လူထိခိုက်မှုမရှိပေမဲ့လည်းရပ်ထားတဲ့ကားတွေနဲ့အဆောင်တွေထိခိုက်မှုရှိတယ်လို့သိရပါတယ်။လာလို့ဩဂတ်စ်လ30ရက်နေ့ည8:45မိနစ်နဲ့ည8:50မိနစ်မှာလည်းလာရှိုးမြို့အမှတ်9ရက်ွက်အမှတ်10အခြေ ေခန်းပညာထက်တန်းကျောင်းမှာဘုံကျခဲ့ပြီးစာတင်ကျောင်းတွင်းကအဆောက်အအများပြားနဲ့လူနေတလုံးလဲထိခိုက်ပျက်စီးခဲ့ရလို့သိရပါတယ်။အကြက်ဖက်စစ်ကောင်စီကစတင်မာလာတရနေ့ကနေစတင်ပြီးကီအင်းနီနဲ့ရှမ်းမြောက်ဒေသကလာရှိုးအပါဝင် ဆုံးရှုံးထားတဲ့နယ်မြေတွေပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်မယ်။ရန်နိုင်မင်းစစ်စင်ရေးကိုစတင်နေတာဖြစ်ပြီးစစ်စင်ရေးအရာ လေနဲ့ဘုံကျဲမှုတွေလေကြောင်းတက်ခိုက်မှုတွေအရှိန်အဝမြင့်လှုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။တဒေမာလာ6နေကကီအနီနဲ့နန်ခမ်းမျိုးတို့မှာစစ်ကောင်စီကတိုက်လေနဲ့ဘုံကျဲချခဲ့ရမှာခလင်းငယ်9ဦးပါဝင်ပြည်သူ20ဦးသေဆုံးခဲ့လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျမများပါ